စာလေးတစ်ကြောင်းနဲ့အတူစက်ကူပုံးထဲမှာထားခဲ့တဲ့ကလေးကိုဆောက်ရှောက်ပေးပြီးမိဘရိစီဆက်သွဲပေးဖို့အတွက်ဝန်းနေစွာပြောပြလာတဲ့ခန်းနေဝေကလေးကိုစွန့်ပြတာတွေနေပါသွားစေဖို့အတွက်အဖွဲ့အစည်းတွေကပညာပေးမှုတွေလုပ်နေပေမဲ့လေကလေးစွန့်ပြမှုတွေကတော့ရှိနေဆဲပဲဖြစ်ပါတယ်။လာသားရွယ်ကလေးလေးကတော့ဒီရဲ့ပိုင်းလေးထဲမှာဇီးတိဝင်အောင်မှာစက်ကူပုံးလေးနဲ့အတူစွန့်ပြခံခဲ့ရတာပါ။ကလေးလေးက မင်းကလေးဖြစ်ပြီးစက်ကူပုံးလေးမှာစာလေးတစ်စောင်လည်းထည့်ပါလာခဲ့ပါတယ်။ဒီကလေးလေးကိုစက်ကူပုံးလေးနဲ့အတူထည့်ထားပြီးမယ်။ကလေးကတော့မငိုပဲအိပ်ပျော်နေလို့ဘသူကမှတတိမထားမိခဲ့ကြပါဘူး။ကလေးတယောက်ကစက်ကူပုံးကို တွေ့သွားပြီးလူကြီးတွေကိုတွားရောက်ခေါ်ရကနေတည်သွားခဲ့တာပါ။ကလေးကတော့အရန်ကိုနားအေးတာကြောင့်နှုတ်ပူးလေးနဲ့အိပ်ပျော်ပြီးငိုလည်းမငိုခဲ့ပါဘူးသူ့ကိုပွေ့ချလိုက်တဲ့အခါမှသာ ညလုံးလေးပွင့်ကြည့်လိုက်ပါတယ်စပင်းနဲ့နဲ့လေးရုပ်ရည်တတန်ကလေးလေးကိုထားခဲ့နိုင်တဲ့မိဘတွေရှိပြီးကလေးကိုလည်းတနာရာကြောင့်မွေးစားမဲ့လူတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့လည်းသူ့စာထဲမှာပါတဲ့အကြောင်းအရာကိုဖတ်ပြီးနောက်ပိုင်းမှာမွေးစားမဲ့သူတွေကရှစ်တို့ရမလို့လို့နောက်ဆုတ်ရမလို့လို့ဖြစ်သွားခဲ့ပါတယ်ဒီအကြောင်းအရာလေးကတော့ကလေးလေးကိုလွန်ခဲ့တဲ့ဇန်နဝါရီလကမှမွေးဖွားထားခဲ့တာဖြစ်ပြီးမိခင်ဖြစ်သူလို့လူဆရတဲ့သူကမခွဲခြင်းရတဲ့အကြောင်းသူတို့တော့ဘလို့မှအဆင်မပြေတော့တာကြောင့်ထားခဲ့ရတာဖြစ်ပြီးအဆင်ပြေတဲ့တနေ့ကျရင်လာပြန်ခေါ်မယ်ဆိုပြီး ပြန်ခေါ်ခြင်းတဲ့အကြောင်းအရာလေးကိုရေးသားထားခဲ့ပါတယ်။ကလေးကိုမွေးစားခြင်းတဲ့သူကလည်းတစ်ချိန်မှာပြန်ပေးရမယ်ဆိုတဲ့အတွေးကိုမခံစားနိုင်လို့မမွေးစားခြင်းတော့ပဲခံနေဝိကိုဆက်သွဲလိုက်ပါတယ်။ကလေးနဲ့တူပါလာတဲ့စာရေးထဲမှာလက်ရေးကလည်းလာတယ်လို့အရေးသားကလည်းတတရရရှိတာကြောင့်ပညာကိုသိချသင်ယူပြီးစီပူထားသူဖြစ်မယ်လို့မှန်းဆခဲ့ကြပါတယ်။အခြေအနေတရကြောင့်ချစ်စရာကောင်းတဲ့ကလေးလေးကိုထားခဲ့ရပြီးမယ်လေ။သူ့စာထဲမှာတော့သမီးလေးကိုဆောက်ရှောက်ပေးပါဆိုပြီးအလေးနဲ့တောင်းဆိုသွားခဲ့ပါတယ်။ ခန်းနေဝေကတော့လက်ရှိချိန်မှာဒီကလေးလေးကိုခေါ်ယူဆော့ရှော့ပေးသွားခဲ့ပါတယ်။စာထဲမှာပါတဲ့အကြောင်းအရာကလေးရဲ့မိဘတွေ သူ့ထံကိုဆက်သွယ်ပေးဖို့လည်းပြောလာခဲ့ပါတယ်။ခိုင်နေဝေကတော့သူ့စီမှာရှိတဲ့ကလေးလေးကိုပြညာရေးကျမကြီးအားလုံးအစ်စ်မီအောင်ထားပေးနိုင်တယ်သူပါ။ကလေးကနားမလည်သေးခင်မှာလာရောက်ခေါ်ယူမယ်ဆိုရင်တော့လက်ရောပေးမှဖြစ်ပြီးကလေးနားလည်တကြွတဲ့အရွယ်ရောက်ရင်တော့ကလေးရဲ့ခံစားချက်ကိုဦးစားပေးမယ်လို့ဆိုပါတယ်။ခိုင်နေဝေကတော့ကလေးတွေကိုပြန်ပေးလိုက်ရင်ရင်ဘတ်ထဲကနေဆွဲထုတ်သွားလို့ခံစားရပေမယ့်ကလေးရဲ့စိတ်ချမ်းသာမှုကိုအဓိကထားခဲ့ပါတယ်။စကူပုံနဲ့ထားခဲ့တဲ့ကလေးလေးကမိန်းကလေးဖြစ်နေတာကြောင့်ခိုင်နေဝေကသူ့မှာတာဝန်ရှိတဲ့ ယ်ဆိုပြီးမှွေးစားခဲ့တာပါကလေးလေးကိုထားခဲ့တဲ့နေရာကဂေဟာနာကရက်ကွက်မှာပဲဖြစ်ပေမဲ့ဂေဟာထီတော့လာမပြေးတာကိုလည်းခိုင်နေဝေကအာအော်နေခဲ့ပါတယ်နိုင်ရတဲ့ကလေးလေးဖြစ်တာကြောင့်ငိုလည်းမငိုပဲအိပ်ပျော်နေခဲ့ပြီးတရားရောက်ကမြင်သွားလို့သာကန်ကောင်းသွားခဲ့တာပါ။စွန့်ပြစ်ရတဲ့ မိဘတွေကထားခဲ့ပေးမယ်လဲခိုင်နေဝေကတော့မထားရပဲတမီးရင်တယောက်လိုမျိုးပွေချီပြီးခေါ်သွားခဲ့တာပါလုံခဲ့တဲ့ရက်ပိုင်းကလည်းခိုင်နေဝေကယထာတန်လန်းပေးမှာအပြတ်နေတဲ့သားမီးနှစ်ယောက်ကိုကဲတင်ခဲ့ပြီးကလေးကိုလည်းမွေးစားပေးလိုက်ပါတယ်အခုတခါမှာတော့လမ်းပေးကနေအမိုက်တွေနားမှာစွန့်ပစ်ခဲ့တဲ့ကလေးကိုမထားရနိုင်တာကြောင့်ခေါ်သွားခဲ့ပြီးစွန့်ပစ်ထားခဲ့တဲ့အမေရင်ထပ်တော်မြတ်တာကြီးမှလွန်လာပါတယ် တော်ရုံလိုမထားနိုင်တဲ့မေတ္တာရှင်ဖြစ်တာကြောင့်စာလေးနဲ့အတူထားခဲ့ခံရတဲ့ကလေးကိုမွေးစားပေးလိုက်တဲ့ခိုင်တဲ့ဝေပေါ်မှာရိသတ်ကြီးရဲ့အမြင်လေးကိုပြောပြပေးခဲ့ကြပါဦးနော်။